မြန်မာစစ်ကောင်းဆောင်တွေကသူတို့ကျင်းပမဲ့ရွေးကောက်ပွဲဟာအယတအုပ်ချုပ်ရေးကိုပြန်သွားတဲ့ခြေလှမ်းဖြစ်တယ်လို့ဆိုပါတယ်ဒါပေမဲ့အခုချိန်ဒီမှာသူတို့ဟာနိုင်ငံတော်လကိုတောင်မထိန်ချုပ်နိုင်သေးပါဘူးလက်နက်ကင်ဒေါ်လာရေးတွေကလည်းပြင်းထန်နေစေဖြစ်ပါတယ်ဒီတော့ဒါကတကက်အသွင်ကူပြောင်းရေးလားဒါမှမဟုတ်နီးဗျူဟာအရာခဏနာပြီးအသစ်ပြန်စားဖို့စ조사တာလားမြန်မာစစ်အုပ်ချုပ်သူတွေဟာ2021အာဏာသိမ်းပြီးတဲ့နောက်ပိုင်းချမှတ်ခဲ့တဲ့ အရေးပေါ်ခြေနေကိုဇူလိုင်လမှာတရားဝင်အဆုံးသတ်လိုက်ပါတယ်။ဒါဟာအရေးပေါ်ခြေနေကြီးညာထားခဲ့တာ၄နှစ်ကျော်အကြာမှဖြစ်ပါတယ်။အဲဒီနောက်တနင်္ဂနွေလုံးဆိုင်ရာရွေးကောက်ပွဲကိုဒီဇင်ဘာ28ရက်နေ့မှာကျင်းပဖို့စီစဉ်ထားပါတယ်။စစ်ကော်မရှင်ခေါင်းဆောင်မယောင်လှိုင်ဟာအခုချိန်မှာယာယီတမတအဖြစ်တာဝန်ယူထားသလိုလက်နက်ကင်တပ်ဖွဲ့ရဲ့အကြီးအကဲလည်းဖြစ်ပါတယ်။အာနာသိမ့်ပြီးကလေးကစစ်တပ်ဟာ ခုခံဒေါ်လာရင်အဖွဲတွေနဲ့ရောတိုင်းရင်းသားလက်နက်ကိုင်အဖွဲတွေနဲ့ပါတိုက်ပွဲတွေဖြစ်ပွားနေကြတာပါလာရန်အခြေစိုက်နိုင်ငံတကာမဟာဗျူဟာလေလာရေးအဖွဲကတိုက်ခိုက်မှုပောက်ကွဲမှုနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုစည်ရင်ပြုစုထားပါတယ်အဲ့ဒီစည်ရင်တွေအရာပြီးခဲ့တဲ့တစ်နှစ်လုံးမှာတိုက်ပွဲတွေဟာလုံးဝရော့ကျသွားခြင်းမရှိဘူးလို့သိရပါတယ်စစ်တပ်ရဲ့လှုပ်ရှားမှုတွေပေါ်မေခွန်များ ထိုင်းနိုင်ငံအခြေစိုက်လွတ်တက်တဲ့မြမအကြီးသုံးသက်သူဒေးဗစ်မတ်တီစင်ကဒီရွေးကောက်ပွဲဟာ လုံးဝဟန်ပြတက်တက်ပါပဲလို့ပြောပါတယ်။ဒီထဲကဘာတစ်ခုမှအစ်စ်မှန်မဟုတ်ပါဘူးလို့လည်းသူကဆိုပါတယ်။ဒါကစစ်တပ်ကအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တစ်ခုခုရှိတဲ့အောင်ဟန်ဆောင်နေတာပါ။ဒါပေမဲ့နောက်ဆုံးမှာတော့ဒါဟာစစ်အုပ်ချုပ်ရေးကိုပုံစံတစ်မျိုးပြောင်းပြီးဆက်လုပ်သွားတာပဲ ဖြစ်လိမ့်မယ်လို့သူက DW ကို ပြောပါတယ်။ သူတို့ရဲ့တွေ့ကတော့ဒီရွေးကောက်ပွဲကိုကျင်းပလိုက်လို့လက်နက်ကင်ဒေါ်လာကြီးအဖွဲ့တွေနဲ့နိုင်ငံရေးအုပ်စုတွေကြားသွေးကွဲသွားမယ်ဆိုရင်ဒါကောင်းတယ်လို့ယူဆနေတာပါသူတို့ကအတိုင်းပြည်ကိုပြန်လဲစီလုံးညီညွတ်အောင်လုပ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီရေစရာကောင်းတဲ့ရွေးကောက်ပွဲကိုကျင်းပမယ်လို့ပြောကောင်းပြောပါလိမ့်မယ်ဒါပေမဲ့တကယ်တမ်းမှာတော့သူတို့မျှော်လင့်နေတာကပိုပြီးတော့ကွဲပြားသွားဖို့ပါပဲစစ်ကောင်စီဟာနိုင်ငံရဲ့တဝက်အောက်ကိုပဲထိန်းချုပ်ထားနိုင်ပါတယ် တိုက်ပွဲတွေကြောင်းလူ၃သန်းခွဲကျော်လဲနေရက်ဆွန့်ခွာနေရပါတယ်။ဒါကြောင့်နိုင်ငံတကာစောင့်ကြည့်သူတွေကဒီရွေးကောက်ပွဲကိုဟန်ပြပွဲတစ်ခုအဖြစ်ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။လေလာသုံးသက်သူတွေကတော့ဒီရွေးကောက်ပွဲဟာမရောက်နိုင်တော့အာနာဆက်လက်ချုပ်ကင်နိုင်ဖို့လမ်းခင်းပေးလိမ့်မယ်လို့ဆိုကြပါတယ်။သူဟာတမတအဖြစ်စစ်ကောင်းဆောင်အဖြစ်ဒါမှမဟုတ်ထိန်းချုပ်မှုကို ပိုပြီးခိုင်မာစေမယ့်ယာတုအသည့်တစ်ခုခုနဲ့ဆက်ရှိနိုင်ပါတယ်။ ်ဖီအားအောက်ရောက်နေတဲ့စစ်ကောင်းဆောင်များအာနာသိမ့်ပြီးကလေးကစစ်ဘုတ်ချုပ်တွေဟာရွေးကောက်ပွဲကျင်းပပြီးအယတဆိုးရထံအာနာလွှဲပေးမယ်လို့ကတိပေးခဲ့ပါတယ်ဒါပေမဲ့ရွေးကောက်ပွဲကိုအချိန်ချင်းရှည်ဆိုင်ခဲ့ကြပါတယ်ဒါပေမဲ့စစ်ကောင်စီဟာဖီအားတွေနဲ့ရင်ဆိုင်နေရပါတယ်တစ်ချက်ကတော့စီဝါရေးကယိုယွင်းလာနေပြီး နောက်တစ်ချက်ကတော့ပြည်တွင်းစစ်ရဲ့ဗေဒွတ်ဆိုးကျိုးတွေကိုအင်ဂျင်နိုင်ငံတွေကခန်းစားနေရတာကြောင့်ပါ ဖိအားတွေကြောင့်စစ်ကောင်စီအားအခုစီစဉ်ကိုအကောင့်ထည့်ဖော်ဖို့တွန်းအားပေးခံနေရတာဖြစ်တယ်လို့ပြည်ထောင်ချေစာ Economic Intelligence Unit ကချင်မလီကပြောပါတယ်နိုင်ငံတကာအဆင့်မှာတရားဝင်မှုတစ်ခုခုမရှိဘဲမြန်မာနိုင်ငံအတွက်ယင်းနှိမ့်နံမှုတွေရဖို့တိတ်ခတ်ပါတယ်လို့သူကဆိုပါတယ်အထက်ချုပ်လုပ်ငန်းတွေထွက်သွားတယ်တဘာဝတန်းငွေတွင်းတွေကလည်းကုန်ခန်းလာတယ်ဒါကြောင့်စီးပွားရေးကလက်တွေ့မှာတော့ပြိုလဲနေပါပြီ ်ဒါတွေအလုံးကစီးပွားရေးဖိအားတွေတိုးလာနေတာကို ပြနေပါတယ်စစ်ဘုတ်ချုပ်တွေဟာအခုတော့ဒီရွေးကောက်ပွဲကိုပြိပက္ခအဆုံးသတ်ဖို့နီလန်းတစ်ခုအဖြစ်ပုံဖော်နေပါတယ်ရွေးကောက်ပွဲမတိုင်ခင်လက်နက်ချမဲ့ဒေါ်လာရေးတပ်ဖွဲ့ဝင်တွေကိုငွေသားစုချမဲ့လို့တောင်းကန့်လန့်ထားပါတယ်ရွေးကောက်ပွဲလှုပ်လိုက်ရင်ဒေါ်လာရေးအုပ်စုတွေနဲ့တိုင်းရင်းသားအဖွဲ့တွေကြားကမဟာမိတ်တချို့သွေးကွဲသွားနိုင်တယ်လို့သူတို့မျှော်လင့်နေကြောင်းလီကပြောပါတယ်အဲ့ဒီခါတိုက်ပွဲတွေရော့ကျသွားပြီး နိုင်ငံခြားယင်းဒီမြုံနံသူတွေပြန်ဝင်လာအောင်ဆွဲဆောင်နိုင်လိမ့်မယ်လို့သူကထပ်ပြောပါတယ်။ဒါတွေအလုံးကတော့စိတ်ကူးထဲမှာပဲဖြစ်နိုင်တာပါ။တကယ်ဖြစ်လာမလားဆိုတာကတော့ဘသူမှအသေးချာမပြောနိုင်ပါဘူးလို့သူကမှတ်ချက်ပေးပါတယ်။တကယ်လို့လက်နက်ကင်တပ်ဖွဲ့တွေကသူတို့နယ်မြေတွေမှာရွေးကောက်ပွဲကိုတားဆီးဖို့ကြိုးစားလာရင်တိုက်ပွဲတွေပိုပြီးပြင်းထန်လာနိုင်ပါတယ်။ဒါဟာစစ်ကောင်စီအတွက်ပြောင်းမြန်တက်ရောက်မှုတွေတောင်ဖြစ်လာနိုင်တယ်လို့လီနဲ့တခြားလေးလာသုံးသက်သူတွေက တတိပေးထားပါတယ်အဖွဲ့တချို့ကတော့ရွေးကောက်ပွဲရလဒ်ကိုအတိမတ်မပြုဘူးလို့ကြိုတင်ကြေညာထားပြီးသားပါတရုတ်ရဲ့မဟာဗျူဟာမြောက်အကျိုးစီးပွားတရုတ်နိုင်ငံကတော့မြန်မာစစ်ဘိုလ်ချုပ်တွေကိုရွေးကောက်ပွဲကျင်းပဖို့ဇက်တိုက်တိုက်တွန်းနေပါတယ်အကူအညီပေးဖို့လည်းအကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပါတယ်ဝါရှင်တန်ခြေစိုက်စတေရှင်စင်တာကရွှန်ဆန်းကတော့တရုတ်ဆိုရရဲ့ယုံကြည်ချက်ကိုအခုလိုပြောပါတယ် ရွေးကောက်ပွဲဟာဘလောက်ပဲဟန်ပြဖြစ်နေပါစေဒါတခုတည်းကသာနမပီကိုအကျန့်ဖတ်မှုတွေရဲ့နွန်အိုင်တဲကနေဆွဲထုတ်နိုင်မဲ့မျောလင်းချက်ဖြစ်တယ်လို့သူတို့ကယူဆနေပါတယ်ဒီလိုလှုပ်ချင်းအဖြစ်တရုတ်နိုင်ငံဟာမြန်မာပြည်ရှိသူ့ရဲ့ကြီးမားတဲ့စီးပွားရေးနဲ့မဟာဗျူဟာမြောက်အကျိုးစီးပွားတွေကို ကာကွယ်နိုင်မှာပါလို့လီကဆိုပါတယ်အဲ့ဒီထဲမှာတရုတ်နိုင်ငံရဲ့ကုန်တွင်းဘိတ်ဒေသတွေကိုအိန္ဒိယသမုဒ္ဒရာနဲ့ဆက်သွယ်ပေးမဲ့ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့စီးပွားရေးစင်ကြံစီမံကိန်းလဲ ပါဝင်ပါတယ်။ရွက်ကဝဲကိုထက်ထက်တန်တန်နဲ့တွန်းအားပေးခဲ့တဲ့အတွက်တရုတ်ဟာရလက်ကိုအတိမတ်ပြုမှာတေချာသလောက်ပါပဲ။အဲ့ဒီကနေပေါ်ပေါက်လာမဲ့ဘလို့အစိုးရမျိုးကိုမဆိုထောက်ခံပါပါ။ရုရှားကလည်းအလားတူပါပဲ။လီနဲ့မတီစင်တို့ကတော့အနောက်နိုင်ငံတွေဟာရွက်ကဝဲကိုလက်ခံမှာမဟုတ်ဘူးလို့တုံ့သက်ကြပါတယ်။ ဘာလို့လဲဆိုတော့သူတို့ဟာအာနာသိမ့်ပြီးကလေးကမာပြီးပေါ်ပြင်းထန်တဲ့ပိတ်ဆို့အေးအေးယူမှုတွေလှုပ်ထားပြီးစစ်တပ်ကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့လို့ပါပဲဒါပေမဲ့မြမအိန္ဒိယနိုင်ငံတချို့ကတော့ရွေးကောက်ပွဲရလဒ်ကိုကြိုးစုံနိုင်ပွဲရှိပါတယ်အဲ့ဒီထဲမှာအိန္ဒိယဘင်္ဂလားဒေ့ရှ်အာဆီယံအဖွဲ့ဝင်တချို့ပါဝင်ပြီးသူတို့ဟာတရုတ်နဲ့ရုရှားတို့ရဲ့လမ်းစဉ်တိုင်းလိုက်နိုင်ပါတယ်အာဆီယံဖွဲ့ဟာစစ်အုပ်စုနဲ့ဘယ်လိုဆက်ဆံမလဲဆိုတဲ့အပေါ်မှာသဘောထားကွဲလွဲနေပါတယ်ဒါကြောင့် လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတညီတညွတ်ထဲယက်တီချက်မရှိသေးပါဘူး။အင်ဒိုနီးရှားနဲ့မလေးရှားလိုဖွဲ့ဝင်တချို့ကဆေးဥစုပေါ်တင်းတင်းမာမာယက်တီနေပါတယ်။2022ခုနှစ်မှာအာဆီယံကမြန်မာစစ်ဘိုလ်ချုပ်တွေကိုအစည်းအဝေးကြီးတွေတက်ရောက်ခွင့်မပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ချပြီးနောက်ပိုင်းမှာတော့ထိုင်းနိုင်ငံလိုအခြားနိုင်ငံတွေကမြန်မာနိုင်ငံကိုအတိုင်ဝန်တဲ့ပြန်ခေါ်သွင်းဖို့ပို့ပြီးတော့ဖွင့်လင်းတဲ့သဘောထားရှိလာကြပါတယ်။ ိန္ဒိယထိုင်းနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေအားလုံးဟာမကြသေးတဲ့နှစ်တွေအတွင်းမှာဒုက္ခသည်တွေဝင်လာတာနဲ့နေဆက်ကုန်သွယ်ရေးထိခိုက်တာတွေကြုံတွေ့ခဲ့ရပါတယ်။တရုတ်နိုင်ငံလိုပဲအဲ့ဒီနိုင်ငံတွေကလည်းတည်ငြိမ်ရေးကိုအဓိကထားမျှော်လင့်နေကြပါတယ်။ပုံစံသင့်တဲ့အစိုးရတရက်ကိုအသွင်ကူပြောင်းလိုက်ရင်တိုင်းပြည်ပြန်လည်တည်ငြိမ်သွားမယ်လို့သူတို့ကယူဆနေကြတာပါ။ဒါကြောင့်ရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတမှုရှိမရှိဆိုတဲ့စိုးရိမ်မှုတွေကိုတော့ဘေးဖယ်ထားကြမှာဖြစ်တယ်လို့လီကဆိုပါတယ် ဒီလိုခြေနေတွေအလုံးကမြန်မာနဲ့ကက်လက်ရရှိတဲ့အစိုးရတွေကိုသူတို့ရဲ့ချင်းကပ်ပုံမှာပို့ပြီးတော့လက်တွေ့ကြအောင်တွန်းအားပေးနေပါတယ်လို့သူကပြောပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ဒီဝီဗီမှာဖော်ပြထားတဲ့အဆောင်မရှင်ဇွန်ပေါ်ပီတာရဲ့ဆောင်းပါးလက်ရာဖြစ်ပါတယ်ခင်ဗျာ